ားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့အပင်ချရေမန်းကာတာပြန်လည်မြောက်ပေးမှာဖြစ်ပါတယ်ဗျာခွန်မန်းနေရေရမေးတာတောင်းထားတဲ့မိတ်ဆွေညီငယ်များအတွက်မြောက်ပေးခြင်းမဖြစ်ပါတယ်ဗျာအပင်ချရေမန်းကာတာပဲဖြစ်ပါတယ်ရွာသူအပင်အဲ့တော့အစာပင်အစိတ်ပင်သွေးပင်လေပင်စပင်အပင်မျိုးမျိုးတွေမိထားတယ်အပင်မျိုးမျိုးမိထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လူတယောက်ကကျွန်တော်တွေပုံမှန်လူနဲ့မတူပါဘူးတခုခုဖြစ်ဆက်ရှိရင်သူကအစာဖြစ်တယ်ကျမကြီးစီဖြစ်ရင်ယောဂအစာရှာမရဘူးအဲ့တော့ဘယ်ဟာပဲလှုပ်လှုပ် အဲ့တော့တိုက်ခိုက်တွေများတယ်အဲ့တော့ကျွန်တော်တို့တွေဒီပေါ့နော်ကျမ်းမာရေးတွေအထူးခြုံချလာလိမ့်မယ်စဖြစ်ကျွန်တော်တို့တွေမကောင်းတဲ့ຢာတွေစဖြစ်လာတာများပါတယ်ဒါကြောင့်မလို့ဖာအပင်မဲမိမိအရင်ဆုံးဖြေဖို့လိုပါတယ်ဖြေမယ်ဖြေပြီးတော့ပြေပြောင်းလို့လို့ရပါတယ်ဗျအခုကျွန်တော်ပြောမဲ့ဒီခါတာကအပင်အလုံးကိုဒံပြန်ပြီးခြေဖြတ်ပေးပါတယ်ဗျအဲ့တော့သူကဒံပြန်ပေးရမကပါဘူးအဲ့ဒီပညာဇက်ကိုပါခြုံဖြတ်ပေးတဲ့ကျွန်တော်တို့တွေတံပြန်ရင်မှန်းခါတာပဲဖြစ်ပါတယ်ဗျ ဥမဥမဆိုကြပါစို့လူတယောက်ကကျွန်တော်တို့ဂဲနဲ့ပေါက်တယ်ဆိုကြပါစို့အဲ့ဂဲလုံးကိုကျွန်တော်တို့ကအမိရဖမ်းဆုပ်နိုင်ပြီအဲ့ဂဲလုံးနဲ့သူ့ကိုပြန်ပစ်လိုက်သလိုပါပဲအဲ့လိုပဲသူ့ဂဲနဲ့သူ့ကိုပြန်မှန်နေပေါ့ဗျာဒါကြောင့်မလို့မိစွေများအပင်းနေတခုခုဒါမှမဟုတ်ပညာရက်တခုခုဘလို့ပညာရက်မျိုးပဲဖြစ်ဖြစ်တခုခုမိထားတယ်အစတခါကျရင်အစားစာရတဲ့မှာတခုခု မိထားတယ်အဲကျွန်တော်တို့ရေစားမဲ့အစားတောက်တဲ့မှာတစ်ခုထည့်သွားတယ်အဲတုံ့မို့တစ်ခုခုယွတ်မှန်းသွားတယ်တစ်ခုစားပစ်ပေါ်တော့ဘလို့ကြောင်းရမျိုးပဲဖြစ်ဖြစ်ဒီခါတာကိုအသုံးချလို့ရပါတယ်ဗျအဲ့တော့ဒီခါတာကတော့ရေမန်းခါတာဖြစ်တဲ့အတွက်ကြောင့်မို့ရေခွက်တစ်ခါကိုကင်ပြီးယွတ်အောင်မှာဖြစ်ပါတယ်ရေခွက်တစ်ခါကိုကင်မယ်ကင်ပြီးဖျားကြောင်းဆောင်ရှေ့မှာ28ခေါက်ယွတ်ပေးရမှာဖြစ်ပါတယ်ဗျရေမိုးချိုးပြီးမှယွတ်ပါယွတ်တဲ့နေ့တော့ ကျွန်တော်တွေငါးပါးတိလခံပြီးမှဖြစ်ပါတယ်အထူးသဖြင့်အရက်နဲ့မေသားရှောင်းရင်ရပါပြီပုံသမုတ်တရားပြင်လာစရာလာမြေကြီးထဲဖြင်းဖြင်းကွဲတရေပိတာရွရွပါဤစန္ဒာလာမင်းစင်းစင်းသည်ထိတ်တက်ဖျားထဲ၍ထနတ်ကဘုတော်ငါမဟုတ်တော့အုံပြန်စရာပြန်လှမ်းစရာလန်အုံသမုတ်တရားပြင်လာစရာလာ မြေကြီးအထက်ဖြန်းဖြန်းကွဲတရေပိတာရွရွပါဤစန္ဒာလမင်းစင်းစင်းသည် ထိတ်တက်ဖျားထဲ၍ထနှကဘုတော်ငါမဟုတ်တော့အောင်ပြန်စရာပြန်လှန်စရာလှန်အောင်တမုတ်တရားပြင်လာစရာလာမြေကြီးထဲဖြန်းဖြန်းကွဲတရေပိတာရွရွပါဤစန္ဒာလာမင်းစင်းစင်းသည်ထိတ်တက်ဖျားထဲ၍ထား နဂဗုဒ္ဓငါမဟုတ်တော့အုံပြင်စရာပြန်လန်းစရာလန်းဆိုပြီးတော့ဂါရကု29ခေါက်ရွတ်လိုက်ပါ29ခေါက်ရွတ်ပြီးတော့အဲ့ရေကိုတောက်လိုက်ပါတောက်ပြီးတော့အဲ့ခွက်ကိုခွဲမဲ့ဆိုရင်တဲ့အဲ့လှုပ်ထားတဲ့လူရှိခဲ့အဲ့လူချက်ချင်းပဲအကြီးပေါ်စေးုံပြေးရပါလေယောဂရှာမြပဲနဲ့ဒါကြောင့်မလို့ခွက်တော့မခွဲပါနဲ့ဗျာနော်တူဝစီနာတူဝမေတ္တာပို့မေတ္တာလေးအရင်ထားကြည့်ပါအောင်အဲ့တော့ကျွန်တော်တို့စာထဲမှာပါတာကတော့၃ရက်တီတီးတဲ့မနဲ့ နေ့လေညနေဒီကားတော့29ခေါက်ရေခွက်တစ်ခွက်နဲ့မန်းလိုက်တောက်လိုက်မန်းလိုက်တောက်လိုက်လုပ်ပြီးနောက်ဆုံးခွက်တစ်ခွက်မှာတဲ့အဲ့ရေခွက်ကိုမန်းပြီးတော့ကျွန်တော်လေအဲ့ရေရောရေခွက်ကိုခွဲလိုက်မယ်ဆိုရင်တဲ့အဲ့ကိုပြုစားထားတဲ့လူကအဲ့ညမှာပဲပွဲကြည့်ပြီးတွေးအံ့နေလို့ဆိုပါတယ်အဲ့ကျွန်တော်မိတ်ဆွေများအဲ့လောက်ထိလောက်လုပ်ဖို့မလိုဘူးထင်ပါတယ်ဗျကဲဒီဟာလေးကိုတရက်လောက်ယွံ့ယွံ့တကယ်ဆုံးထပ်ပါတယ်ဗျတဲလောက်ယွတ်လိုက်မယ်မနဲ့ နေလေညက်နေယူပြီးတော့ယူတောက်လိုက်ပါခွတ်တော့မခွဲပါနဲ့ဗျာနော်โอเคဒါဆိုရင်မစ္စတာလုံးမဲဆင်ပြေမယ်လို့ထင်ပါတယ်ဒီကောင်လေးရဲ့တကယ်ကိုကျွန်တော်တို့ကြောက်စရာကောင်းလောက်ကိုဓာမြန်ပေးပါတယ်ဗျကဲမစ္စတာအလုံးလဲတိုက်ခိုက်နောက်ဆက်တီဂျုံနေရရင်တခုနဲ့ပြူစားတီခံနေဖန်းစားတီခံနေရရင်နောက်ဆက်နေတယ်ကို အပင်းနေပေါ့နော်ကိုအရင်လူပဲဖြစ်ကိုမိသားစုပဲကိုကိုတိုင်းပဲဖြစ်ဖြစ်အဲ့တော့ရုပ်ပြီးတောက်မန်းပြီးတောက်လို့ရပါတယ်ဗျကဲကျွန်တော်မိစုခနဲ့သားသမီးတွေအားလုံး ਨੇ အန်ဒီကေဘေးရှင်းကြပါသည်တိုက်ခဲနောက်ရှေကင်းဝင်ကြပါသည်စိတ်ချမ်းသာလို့ကိုကြက်မှကြပါသည်စင်ပြေနဲ့ live square နေပြီးအပေးခဲ့ပါအောင်ဗျမိစုမရုပ်ပေါ်ပေါ်မြင်တဲ့ဇောကာရမန်နေမရှိနေခုမှရေးပြီးတောင်းပေးခဲ့ပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ